မင်္ဂလာပါရှင်ကျမတို့ရဲ့အင်မြူမြောက် channel ကနေခင်မရင်းနှီးစွာကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကဘာကျော်တအူးဖြစ်တဲ့အခက်ခဲမှန်သမျှဘယ်တော့မှလက်မြောက်ရှုံးမပေးတတ်သူဆိုဂျီယိုဟောတာအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါရစေ။ဂျပန်နိုင်ငံကတကဘာလုံးကိုမော်တော်ကားမော်တော်ဆိုင်ကယ်တွေတင်ပို့ရောင်းချနေတဲ့ဟောတာကုမ္ပဏီဆိုတာကြားဟုကြမှာပါ။ဟောတာကုမ္ပဏီကိုစတင်တည်ထောင်ခဲ့သူကဂျပန်လူမျိုးဟောတာပါ။သူ့နာမည်အပြည့်စုံကဆိုဂျီယိုဟောတာပါ။ဟောတာကိုအနောက်နိုင်ငံမှာထုတ်ဝေတဲ့သတင်းစာမဂ္ဂဇင်းတွေမှာအခက်ခဲ ဲဘလောက်ကြုံကြုံဘယ်တော့မှလက်မြောက်ရှုံမပေးတတ်တဲ့လူသားလို့ချီးကျူးရေးသားကြတယ်အနောက်နိုင်ငံတွေကဘာဖြစ်လို့အာရှနိုင်ငံသားဂျပန်လူမျိုးတယောက်ကိုဒီလောက်ချီးမွမ်းနေရတာလဲသိရအောင်ပြောပြပေးလိုက်ပါတယ်1938ခုနှစ်မှာအသက်27နှစ်သာရှိသေးတဲ့လူငယ်လေးဟော်ဒါဟာ မော်တော်ကားအင်ဂျင်တွေမှာတုံးတဲ့ပင်စတင်ကွင်းပင်စတင်ရင်းလေးတွေကိုသူ့ရဲ့ကားပြင်နဲ့အလုပ်ယုံမှာစတင်ထုတ်လုပ်တယ်။အောင်မြင်ရင် Toyota မော်တော်ကားထုတ်တဲ့ကုမ္ပဏီကြီးကိုရောင်းမလို့ပါ။အလုပ်ယုံထဲမှာတယောက်ထန်းနှစ်ရောညရောတကုတ်ကုန်းနဲ့အကျိုးစားလုပ်တယ်။ပတ်ဆက်မလောက်လို့သူမိန်းမရဲ့လေဝန်းနစ်စားတွေတောင်ရောင်းချလိုက်ရတယ်။နောက်ဆုံးအောင်မြင်စွာထုတ်လုပ်လိုက်တဲ့သူ့ပင်စတင်ကွင်းတွေကို Toyota ကုမ္ပဏီမှာသွားပြတယ်။သူ့ဘင်စတင်ကွင်းတွေဟာစမ်းတဲ့ရင်တချို့ကျိုးပဲ့ကုန်လို့ Toyota ကအကြီးချင်းမမီဘူးဆိုပြီးပယ်ချလိုက် တယ်။ဟော်ဒါတယောက်စိတ်ပြည့်လျှော့သွားပြီလား။သူစိတ်မဖြစ်ပါဘူး။ဟော်ဒါဟာသူ့ပြက်စီတွေအရင်ချင်းမမီတာတတူးဂျိုဆက်နေကိုကောင်းကောင်းမသိလို့ဆိုပြီးသူ့ဟာအင်ဂျင်နီယာကျောင်းသွားတက်တယ်။ကျောင်းကအင်ဂျင်နီယာဆရာတွေကသူ့ပင်စတင်ကွင်းကိုကြည့်ပြီးဝိုင်းဟားကြတယ်။သူရှိပြီလျှော့လိုက်သလားမလျှော့ပါ။ကျောင်းတက်နေတဲ့နေ့နဲ့အတွင်းသူ့ဟာပင်စတင်ကွင်းနေအရင်ချင်းမီအောင်ဆက်လုပ်တယ်။နောက်ဆုံးအောင်မြင်သွားလို့တိုယိုတာကုမ္ပဏီကြီးကသူ့ပစ္စည်းတွေအတွင်းဖို့ကန်ထရိုက်စာချုပ်ထုတ်လိုက်တယ်။အခုဟော်ဒါဟာ စ္စည်းတွေအများကြီးထုတ်ရတော့မှာမို့အစိမ့်ရုံတစ်ခုစောက်ဖို့လိုလာပြီ။ဒါပေမဲ့အခက်အခဲတစ်ခုစတွေ့ရပြီ။အဲ့ဒီအချိန်မှာဒုရကဘာစစ်ကြီးဖြစ်ခါနေမို့ဂျပန်စစ်တပ်ကထုတ်သမျှဗီလက်မီတွေအကုန်သိမ်းယူထားတယ်။ဗီလက်မီကိုဘယ်နေရာမှာမှဝယ်လို့မရဘူး။ခေါ်ထားစိတ်ပြစ်လို့ပစ္စည်းထုံးမဲ့အစီအစဉ်ကိုရက်လိုက်ပြီလားမရက်ပါဘူးသူဟာဆွလို့ရတဲ့ကုန်ကျန်းတွေနဲ့ဗီလက်မြေထုံးလုံးလေးတစ်ခုတီထွင်လိုက်တယ်သူကိုယ်တိုင်ထုတ်တဲ့ဗီလက်မြေနဲ့စိတ်ယုံတစ်ခုကိုကော်ကရက်လောင်းပြီးအားကြီးတိဆောက်လိုက်တယ် စစ်ရုံဆောက်တာပြီးသွားလို့ပင်စတင်ကွင်းတွေစားထုတ်မှုပြင်းစင်နေချိန်မှာဒုတိယကမ္ဘာစစ်ကြီးစတင်လာပြီးမို့သူ့ရဲ့စစ်ရုံဟာအမေရိကန်စစ်လေယာဉ်တွေရဲ့ဘုံကျဲချတာနှစ်ကြိမ်တန်းတန်းခံလိုက်ရတယ်။စစ်ရုံဟာအတော်ပြစ်စီသွားတယ်။ပိုဆိုးတာကပင်စတင်ကွင်းလုံးဖို့အတန်ထည့်ပြစ်စီလုံးဝရှာမရဘူး။ဂျပန်စစ်တပ်ကစစ်လက်နက်ပစ္စည်းထုတ်လို့ကို ရှိသမျှတန်ထည်သတ္ထုတွေကိုအကုန်တင်ထားလိုက်ပြီး သူစိတ်ဓာတ်ကြပြီးသူ့အစီအစဉ်ကိုရပ်ဆိုင်းလိုက်ပြီလားဘယ်ရလိမ့်မလဲ တတူဝယ်များတဲ့ဟော်ဒါဘာလို့တလဲအမေရိကန်စစ်လီရင်ပြန်တွေပေါ်ကပြစ်ချလိုက်တဲ့လီရင်တက်စီပုံအလော့တွေကိုကောက်ယူဆူထားသူတွေစီကလိုက်ဝယ်တယ်။အဲ့ဒီပုံခော်တွေကိုအရေးကြိုပြီးပစ်စတင်ကွင်းတွေစတင်ထုတ်တယ်။တိတ်မကြခင်မှာဂျပန်နိုင်ငံမှာမြင်းငလျင်လှုပ်လို့သူ့စစ်ရုံဟာမြေပြင်ကိုပြပြပေါ့ပြိုကျသွားပြန်တယ်။ ဟောတာတရားငါကုတုကံကလည်းဆိုးလိုက်တာလို့ထိုင်ကြီးစိတ်ဓာတ်ကျသွားပြီလားလောကမကြဘူး1945ခုနှစ်မှာဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီအဲ့ဒီအချိန်မှာတက်စီအရန်ရှားနေလို့ဂျပန်လူမျိုးတွေဟာကုန်းကြောင်းရှောင်းရင်ရှောင်းဒါမှမဟုတ်ဆေးဘိန်းနေပြီးတနေရာကနေတနေရာသွားလာနေရတယ် ဟော်ဒန်ဟာဓာတ်စီရစာတက်တာတဲ့အေဂျင်သေးလေးတစ်လုံးကိုတီးထွင်ပြီးသူ့စစ်ဘေးမှာတက်လို့လမ်းပေါ်မှာသွားလာတယ်။အိမ်ကြီးချင်းတွေတွေ့သွားပြီးသဘောကျလို့သူ့ကိုအဲ့ဒီလိုအေဂျင်သေးတက်ထားတဲ့စစ်ဘေးတွေရောင်းပေးဖို့ပြောလာကြတယ်။သူလည်းအဲ့ဒီစစ်ဘေးနောက်တော့ဆိုင်ကယ်တွေလုပ်ပြီးရောင်းပေးတယ်။တဖြည်းဖြည်းနဲ့သူ့ဆိုင်ကယ်ကို လူတိများလာပြီးအော်ဒါတွေမှာကြတယ်။ဟော်ဒါမှာအခက်အခဲတွေ့ပြန်ပြီးအင်ဂျင်လုံးကိုတန်တဲ့အသက်ထုရှာပါတာရဲ့ငွေကြေးမလိုလောက်တာရဲ့တွေကြောင့်ဆိုင်ကယ်အသက်တွေထမ်းမထုတ်နိုင်တော့ဘူး။ ပစ္စည်းအော်ရာမှသူတွေကိုပစ္စည်းမထုတ်နိုင်တော့ကြောင်းတောင်းခံရတယ်။ဝယ်သူတွေဝမိုင်းလည်နေတဲ့ပစ္စည်းမထုတ်နိုင်လို့သူစိတ်ပြက်သွားပြန်ပြီလား။စိတ်မဖြစ်ပါဘူး။အဲ့ဒီတော့ဟောတာဘာလို့တလဲ။သူဟာစစ်ပိုင်းဆိုင်ပေါင်း18000ကစိုက်ပန်းရှင်တွေစီစားပို့လိုက်တယ်။စာထဲမှာဒုတိယကမ္ဘာစစ်ကြီးရှုံးသွားတဲ့ဂျပန်နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုကိုပြန်ကောင်းလာစေဖို့သူကြိုးစားနေတာကြောင့်ဂျပန်နိုင်ငံစီးပွားရေးကောင်းဖို့စိတ်ထက်တန်ရင်သူ့လုပ်ငန်းထဲမှာအစုအဝေးထည့်ဝင်ဖို့ရည်ထားပါတယ်။ ဆန်ရှင်ပေါင်း9000ဆီကစပြန်လာတယ်သူ့ကိုကူညီမယ်အစုငွေထည့်မယ်ပေါ့ရတဲ့အစုငွေနဲ့အသေးစားအင်ဂျင်တက်ဆိုင်ကယ်လေးတွေထုတ်တယ်ရောင်းရလို့လို့စူပါကတ်ဆိုင်ကယ်ဆိုပြီးနာမည်ကျော်သွားတယ်စူပါကတ်တွေကိုအမေရိကန်နဲ့ဥရောပနိုင်ငံတွေကိုအမြောက်အများတင်ပို့နေရတယ် 1980ပြည့်နှစ်မှာတကဘာလုံးမှာရေနံရှားပါမှုကြုံရတဲ့အကွက်မြင်တဲ့ဟော်ဒါဟာသူဟော်ဒါကုမ္ပဏီကနေစီစားသက်တာတဲ့ကားသေးလေးတွေထုတ်ပြီးအနောက်နိုင်ငံတွေကိုတင်ပို့တယ်။အနောက်နိုင်ငံတွေကလည်းစီစားသက်တာပြီးဒီဇိုင်းလတ်လတ်လေးတွေနဲ့ထုတ်လုပ်ထားတဲ့ဟော်ဒါကားလေးတွေကိုကြိုက်လို့လို့အလူရဲ့မာယူဝဲကြတယ်။ ယနေ့ဟော်ဒါမော်တော်ကကုမ္ပဏီကြီးဟာဂျပန်နိုင်ငံတာမကပဲအမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာပါကားထုတ်စက်ရုံအောင်များစွာထောင်ထားပြီးအဲ့ဒီစက်ရုံတွေမှာအလုံသမားအတန်းချီရှိနေပါတယ်။ကဲမိတ်ဆွေတို့ရဲ့လုပ်ငန်းတစ်ခုလုပ်တာမအောင်မြင်လို့လက်မြောက်အရှုံးပေးချင်လာရင်ဘယ်တော့မှလက်မြောက်အရှုံးမပေးတတ်တဲ့ဂျပန်ကြီးဆူဂျီယိုဟော်ဒါကိုတရိယာမြင်ကြည့်လိုက်ပါ။ဟော်ဒါရဲ့မှတ်သားစရာစကားတစ်ခုကတော့အောင်မြင်မှုမှာရှုံးနေမှု99ရာခိုင်နှုန်းပါပါတယ်တဲ့။ ဆိုဂျီယိုဟောဒါဟာအသက်85နှစ်အရွယ်1992ခုနှစ်ဩဂုတ်လ9ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်။